အဲ့တော့အင်္ဂါသာသမီးတွေအတွက်ကျွန်တော်တို့တပတ်တာဒုက္ခကျေပွင့်ဟောသရံဖတ်ကြပြီမှာဖြစ်ပါတယ်အဲ့တော့ဒီလဒီအချိန်ကာလအတွက်တင်မှာတဲ့အင်္ဂါသာသမီးတွေဟာအထူးအပြင်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပညာရတဲ့ဘက်နောက်တော့တွဲဖက်လက်ကလုပ်ကံရတဲ့လုပ်ငန်းတွေအထူးအောင်မြင်မှုရတတ်အဲ့တော့ကိုကတစ်ဖက်ကကြတော့လေအဲကိုအနေနဲ့သင်တန်းတွေတက်နေတယ်စောင်းမွဲဖြစ်ဖို့တွေစူးစမ်းနေတယ်အဲ့ဒါလည်းအောင်မြင်မှုရတယ် တပတ်ကပြန်ကြတော့လည်းပြန်တပတ်ကမှလည်းပဲဝင်ဝင်ရတဲ့အလုပ်တွေနဲ့တွဲဖွဲ့ပြီးတော့လုပ်ကံရတတ်တယ်။အဲ့ဒီကိစ္စတွေကလည်းအောင်မြင်မှုရတတ်တာပေါ့နော်။နောက်တစ်ခုအထူးအဖြစ်အင်္ဂါသားသမီးတွေကတဲ့မိတ်ဆွေဆရာသမားတွေရဲ့အထူးချစ်ခင် အလိုလိုက်ခြင်းနောက်စောင့်ရှောက်ခြင်းအကျိုးခံစားရခြင်းတွေဖြစ်တတ်ပါတယ်။နောက်အကျိုးပေးတဲ့ကိုယ်ဘဝတသက်တာကလပလုံးတွေလွန်စွာအကျိုးပေးတယ်လွန်စွာစိတ်ချမ်းသာရတဲ့ ဆက်ပစ္စည်းတွေပါတွေဝင်တတ်ပါတယ်။နောက်အချိန်ချင်းကာကလှုပ်ဆောင်ရင်းနဲ့အဆင်မပြေဖြစ်ခဲ့တဲ့လုပ်ငန်းဆောင်တာတွေပေါ့နော်။အခုဒီချိန်မှာလှုပ်ဆောင် အောင်မြင်မှုရတတ်ပါတယ်။နောက်တော့အဖက်ကနေပြီးတော့ဒီအလုပ်ကိုဖြစ်မြောက်ခြင်းလို့အောင်မြင်ခြင်းလို့ဆိုပြီးတော့ကြိုးစားတာမအောင်မြင်မအောင်မြင်ဒီဒီချိန်မှာတော့ဒါနောက်ဆုံးကြိုးစားတာပဲငါအောင်မြင်လဲအောင်မြင်မအောင်မြင်တော့လဲဘာတတ်နိုင်မလဲဆိုတော့ အဲ့လိုမျိုးကြီးရပြီးတော့ကြိုးစားလိုက်တာနောက်ဆုံးကြိုးစားပြီးတော့အောင်မြင်သွားတာမျိုးတွေတဲ့ဖြစ်တတ်ပါတယ်တဲ့နော်စိတ်ပိုင်းတရားအပြင်အထူးစိတ်ချမ်းသာစွာနေထိုင်ရတဲ့ရည်ရွယ်ထားသမျှတွေအောင်မြင်မှုရတတ်တယ်ရည်မှန်းထားသမျှတွေခရီးပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့အလုပ်ကိုင်တွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေကိုအကောင်ထဲပေါ်တဲ့နဲ့အောင်မြင်အောင်လုပ်တဲ့နဲ့ကိုယ်နဲ့လုံးရင်ကောင်းမလားမကောင်းဘူးလားလုံးတင်လားမလုံးတင်ဘူးလားလို့ တွေ့ဝင်နေတဲ့ကိစ္စတွေရှင်တယ်လုတ်ကိုလုတ်တက်ပါနောက်အယောင်းဝယ်သမားတွေဆိုရင်တော့ရောင်းမှန်းဝယ်ပန်းအထူးပွင့်နှံတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်လုပ်ငန်းတွေကိုလည်းအထူးတိုးချဲ့တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပြည်တွင်းပြည်ပခရီးစဉ်တွေလွယ်ကူချောမောစွာနဲ့အောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ရက်ဝေးနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်နောက်ဘာသာရေးနဲ့ပတ်သက်တဲ့အဋိဌာန်တွေထူးထူးခြားခြားပေါင်းမြောက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် အဲ့တော့ဂျာတာပတိနိုင်ငံကနည်းနည်းပတ်သက်တဲ့လုပ်ငန်းဆောင်တာများမှာတဲ့ထူးထူးခြားခြားအောင်မှုရတာပေါ့နော်ဂျာတာပတိနိုင်ငံနဲ့ပတ်သက်ရင်တော့မြေတို့ပဲတို့ပွဲသားတို့ပွဲယုံတို့လုပ်ငန်းမျိုးတွေအင်္ဂါနည်းနည်းပတ်သက်တဲ့လုပ်ငန်းဆိုရင်ဆေးဘက်ဆိုင်ရာဆေးဆိုင်စတိုးဆိုင်စားသောက်ဆိုင်တတဲ့လုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့အောင်မြင်မှုရတာမျိုးတွေကိုတွေ့ရတတ်ပါအဲဒီအပြင်မိမိတို့ရဲ့တက်ကြီးတွေကိုမိဘများကိုကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးစပြုစုစောင့်ရှောက်နိုင်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ် တော့ကိုကမိဘကိုကောင်းစွာကိုကမိဘကိုဘာတွေလုပ်ပေးခြင်းလဲမိဘကိုအိမ်ဆောက်ပေးခြင်းလဲစသဖြင့်နော်ကိုကကောင်းကောင်းမွန်မွန်စောင့်ရှောက်နိုင်တာ။အိုးအိမ်နေရာတိုင်းကင်းအသစ်တွေလည်းပဲဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။နောက်ဝင်နှန်းတွေဆိုရင်လည်းယာတုတို့ဓာတ်တွေအဲ့လိုမျိုးအချိန်ကာလမျိုးဖြစ်တယ်။ယာတုတို့ဆံမွေးတွေဘာတွေရှိတယ်ဆိုရင်တော့ကြိုးစားပြီးတော့ဖြည့်တင်တာပေါ့နော်။အဲ့တော့အခက်အခဲတွေရှိရင်တော့မှဒါတော်တော်လေးအင်္ဂါသားသမီးတွေအတွက်လှလုံနေနဲ့ပြေလည်သွားနိုင်တဲ့ကံတရားမျိုးရှိပါတယ်။အဲ့တော့ ကာလလွန်ခဲ့တဲ့အတိတ်ကာလအတိတ်ကာလတော့မှာပေါ့နော်လွန်ခဲ့တဲ့အတိတ်ကာလတော့မှာ အရှုံးပေါ်နေခဲ့တဲ့ပစ္စည်းတွေရောင်းမထွက်တဲ့ပစ္စည်းတွေထင်းကောကြံ့ကြံနေတဲ့ပစ္စည်းတွေအဲအဲ့ဒီပစ္စည်းတွေဟာဒီကာလမှာအလိုလိုနင်းနေအမြတ်ဆုံးရသွားတာမျိုးတွေဖြစ်တတ်တယ်အယောင်းဝယ်တွေဖြစ်ထွန်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီကာလမှာအင်္ဂါသားသမီးတွေကဘလို့နားလည်ရမလဲဆိုရင်ကိုယ်မှာကြုံတွေ့နေရတဲ့ နေသည့်အခက်အခဲမဆိုကြုံနေရတဲ့အခက်အခဲတွေအလုံးတိတိကျကျပြေလည်သွားနိုင်တဲ့ကံတရားမျိုးဒီလဒီရပိုင်းမှာရှိပါတယ်။ဟိနောင်းရင်းနဲ့ပတ်သက်တဲ့ကံတရားကတော့တာယာတဲ့အေးချမ်းတဲ့အစဉ်ပြေတဲ့စိတ်ချမ်းသာ။နော်မိသားစုပျော်ရွှင်ချမ်းမြေ့ရမယ်တဲ့။နော်ကိုမိသားစုကကျောင်းတော့မတင်မြတ်တဲ့လူတွေကမှပြန်ပြီးတော့တင်မြတ်သွားတာမတဲ့တဲ့လူတွေကပြန်ပြီးတော့တဲ့သွားတာကျောင်းတော့အဆင်မပြေဘဲနဲ့ဝေးကွာနေတဲ့မိသားစုတွေကပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေကြုံရတတ်ပါတယ် ဒါလို့မိသားစုနဲ့ပတ်သက်ရင်တော့အိမ်ဗရမစိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ရတတ်ပါတယ်။ငယ်ရွယ်သူတွေရဲ့အခြေပေါ့နော်မေတ္တာရေးရလည်းအိမ်ဗရမကောင်းပါလေကိုချစ်သူနဲ့လက်ထပ်ဖို့အတွက်ရည်ရွယ်ထားမယ်ဆိုရင်နဲ့ဥမာဆေးသက်ကြောင်းလန်းကိစ္စမင်္ဂလာကိစ္စတွေထူးထူးခြားခြားအောင်မြင်မှုရတတ်ပါတယ်မင်္ဂလာကိစ္စဆောင်ရွက်ရခြင်းရှိပါတယ်လူကြီးမိဘသဘောတူကြည်ပြူခြင်းလည်းရှိပါတယ်လေနော်အဲတော့ကံတရာတောင်းပန်နေတဲ့အတွက်ကြောင့်ဒီကာလမှာ ठी တွေပါလေကံဆန်းတင်တယ် ठी တွေပါလေထိုးတင်ပါ ကျမရေးနေနဲ့ဆိုရင်တော့ဒူးနာတာရင်ဘတ်အောင်တာဖြစ်တတ်ပါတယ်သို့သောဆိုရင်ကြတော့အင်္ဂါသသမီးတွေတော့မရှိပါဘူးနော်အဲတော့ဒါတော့အင်္ဂါသသမီးတွေအတွက်တပတ်တာကာလမှာတွေ့ကြမယ်ကံကြမ္မာအဆူကောင်းများအတွက်တေရောနမိဖတ်ပြီးတော့ကံကြမ္မာဖတ်ကြပေးတာဖြစ်ပါတယ်အဲတော့ဒီကာလမှာအကျိုးပေးတဲ့ကံကောင်းတဲ့အရာောင်းနဲ့နင်းညိုအရာောင်းနဲ့အဝါအရာောင်းနဲ့ကောင်းပါတယ် အဲထီတွေပါလေကန်တန်းညင်နေဆိုရင်3စာ5စုံတော့5စာ3စုံတော့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစပယ်ပန်း6ကုံကတ်လူပူသွားပြီးတော့ဆူတောင်းလိုက်ပါအញ្ញံအခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်